ဇလန်ရဲစားမှာတော့တမုတ်တရားပညာရှင်တွန်သူရဲ့ဇနီးဂျူလီယာနဲ့သူတို့ရဲ့ကလေးငယ်ကိုနှစ်ယောက်ဖြစ်တဲ့ကက်စီနဲ့ဘန်တို့ဟာကာရီဘီယံပင်လယ်ထဲကိုအပျော်ခီးစတင်ခဲ့ကြပါပြီ။တွန်နဲ့ဘန်ကငါဖန်တာကိုအာယုံဆိုင်နေတဲ့အချိန်မှာပဲဂျူလီယာကရေစင်းကူးဖို့ဆုံးဖြတ်လိုက်ပါပြီ။သူမရေထဲမှာကူးခတ်နေတော့မှပဲစိတ်ထဲမှာယုတ်တရက်တစ်ခုခုကိုခံစားလိုက်ရပါပြီ။ပင်လယ်ကငြိမ်သက်နေပုံရပါမယ်။ကြီးမားပြီးတော့ချင်းချောင်းနေတဲ့တစုံတစ်ခုအနီးနားမှာခြောက်မြောက်နေပါပြီ။ တချိန်တည်းမှာဆိုလိုပဲလျှက်ကိရိယာတွေစတင်ချုပ်ယွင်းလာပေမဲ့ငါးဖက်ရတာကိုစိတ်ဝင်စားနေတဲ့အတွက်ကတော့ပုံမမဟုတ်တဲ့အချက်လက်တွေကိုလေ့လျှူထားလိုက်ပါရင်ဂျူလီယာရဲ့စိုးရိမ်စိတ်ဟာထိုင်လန်မှုအဖြစ်ကိုမှပြောင်းလဲသွားပြီးသူမရဲ့ထဲမှာရုန်းကန်နေရပါရင်သူမအကူအညီတော့ကိုအော်ဟစ်ပေမဲ့သူမရဲ့မိသားစုကမကြလိုက်ရပါဘူးပင်လယ်ကသူမကိုလှိနေပို့ပြီးတော့ဝေယစီကိုဆွဲထုတ်သွားပုံရပါရင်နောက်ဆုံးမှတော့သူမရဲ့အော်ဟစ်တန်တွေတွန်စီကိုရောက်လာတဲ့အချိန်မှာပဲသူကတော့ချက်ချင်းဆိုသလိုလှုပ်ရှားလိုက်ပြီးလေကိုသူမစီကိုဥတီပြီးတော့မောင်းနေခဲ့လိုက်ပါရင် တွင်ကားရဲ့ရေထဲကိုငှုပ်ဆင်ပြီးတော့ကလေးတွေရဲ့အကူအညီနဲ့ဂျူလီယာကိုကယ်တင်ခဲ့ပါတယ်။လေပေါ်ရောက်လာတဲ့နယ်ပဲသူတို့သူမကိုသတိပြန်လည်လာအောင်ကိုလုပ်နိုင်ခဲ့ကြပါတယ်။ဒေါသထွက်နေတဲ့တွင်ကားတော့ရေမကူးခင်တစုံတူကိုအမြဲအကြောင်းကြားရမယ်ဆိုတဲ့သူ့ရဲ့စီကံချက်ကိုဂျူလီယာကိုသတိပေးလိုက်ပါတယ်။ဂျူလီယာကတော့တောင်းပန်လာပြီးတော့မိသားစုတွေမကြခင်မှာပဲ ။စိုးရင်ထိတ်လန့်မှုတွေကိုကြော်လွားကပို့ပြီးတော့ပျော်စရာကောင်းတဲ့အခါသမယဖြစ်တဲ့ဘန်ရဲ့73နှစ်ပြည့်မွေးနေ့ပေါ်ကိုအာရုံစိုက်လိုက်ကြပါပြီ။တွန်ကတော့ဘန်ရဲ့ကိတ်ပေါ်ကဖျောင်းတန်းတွေကိုမိထွန်းညှိရုံမှာပဲသူတို့ပပတ်လင်မှာဆူယုံနေကြပါပြီ။လူတိုင်းဝမ်းမြောက်စွာပျော်ရွှင်ကြပြီးတော့ဘန်ကိုဂုံပြုကလက်ဆောင်တွေပေးနေကြပါပြီ။ကစီကတော့ပြောရှင်စရာကောင်းတဲ့ဒီလေတူထဲမှာအဖွဲလိုက်ကိုတပ်ပုံရရင်နဲ့ဒီအခိုက်တန့်တွေကိုမှတ်တမ်းတင်ခဲ့ပါပြီ။ဒီပြောစရာကောင်းတဲ့အချိန်မှာပဲကစီစီကိုသူမရဲ့ရေကူးဖို့စီစဉ်ထားကြောင်းပြောတဲ့ရေစာလေးစီကဖော်ဝင်လာပါပြီ။ရုတ်တရက်ဆိုသလိုပဲနောက်ခံမှာပြင်းထန်တဲ့မုန်တိုင်းတစ်ခုကဖြစ်ပေါ်လာခဲ့ပါပြီ။ ဆိုရနေတဲ့ကစီနားထောင်နေတော့မှသူကသူမကိုစိတ်အေးအောင်လို့ပြောခဲ့ပြီးဖုန်းကရုတ်တရက်ဆိုသလိုပြတ်တောက်သွားခဲ့ပါပြီ။ကုန်းပေါ်မှာမုံတိုင်းဖြစ်နေကြောင်းသူမမိဘတွေကိုအတီးပေးလိုက်ပေမဲ့သူတို့တုတ်ပြန်ဖို့မတက်နိုင်ခင်မှာပဲလှေကြီးကတော့တုံခါသွားခဲ့ပါပြီ။ကုန်းဘက်ပေါ်ကိုအမြန်ကုန်းမပြေးထွက်သွားတဲ့မိသားစုဟာလှေပပက်လေမှာဝေလာငါအကောင်ကြီးတွေဘောလုံးမျောနေတာကိုတွေ့ရှိသွားခဲ့ပြီးတော့ထိုင်လန်တရားတွေဖြစ်ခဲ့ရပြန်ပါတယ်။တွန်ကားတော့မုန်တိုင်းတွေကြောင့်မှဝေလံငါးတွေလမ်းပြောင်းနိုင်တယ်လို့ရှင်းပြပေမဲ့ဒီအယာမတရဝါတွေကလှေကိုဖိတွန်းနေပြီးသူတို့ရဲ့ဘေးကင်းရာကိုအန္တရာယ်ဖြစ်စေနေပါသေးတယ်။ ော်ဟာလည်းအခြေအနေတွေကိုအကဲဖြတ်ဖို့ကြိုးစားရင်းနဲ့ရေထဲကိုငုံဆင်းသွားခဲ့ပေမဲ့မကြခင်မှာပဲဆိုတယ်လို့ဒဏ်ရာရပြီးတော့ပြန်တက်လာခဲ့ပါတယ်။မနိုတဆပန်ကာနဲ့ပုတ်မိပြီးတော့ပခုံးမှာပြက်ရှာခဲ့ပါတယ်။ဂျူလီယာကဒဏ်ရာကိုချက်ချင်းပြုစုပေးပြီးတော့ချုပ်ပစ်လိုက်ပါတယ်။တွန်ကတော့လေရဲ့ရိုးတန်တွေဟာအကောင့်နဲ့အမိရိုက်ချက်ကြောင့်ကွေးသွားပွေရရှိပြီးတော့လင်ပေါင်းနေမှုခက်ခဲကြောင်းကိုရှင်းပြလိုက်ပါတယ်။နောက်ပိုင်းမှာတော့ကက်စီကတော့ဆက်သွယ်ဖို့ကြိုးစားပေမဲ့အချက်ပြမရပဲနဲ့ရေဒီယိုကတိတ်ဆိတ်နေပါတယ်။တွန်ကားတို့သူတို့ရဲ့ရိခါတွေကိုအကဲဖြတ်ပြီးရေလေးရဲ့စာလောက်ပဲရှိရလို့ခံမှန်းလိုက်ပါတယ်။ဒီလိုအချိန်ကြီးဈာမတော်မှာသူတို့ဟာ တင်မော်လန်ချောင်းပေါ်ကိုရှိနေတာမို့လို့ရှာတွေ့နိုင်ခြင်းပုံများကြောင့်မိသားစုကိုအာမခံခဲ့ပါတယ်။ဒါပေမဲ့လို့ပြင်ဘက်ကနေမကောင်းတဲ့အတန်တွေကပဲ့တင်ထလာပါတယ်။ကုံဘက်ပေါ်ကိုထွက်လိုက်တဲ့အခါမှာပဲကောင်းကင်ကနေတောက်ပနေတဲ့အရာဝတ္ထုတွေတမနေချင်းဆိုသလိုနီးကပ်လာတာကိုမြင်ရတဲ့အခါမှာသူတို့အန်အတင့်ပြီးတော့ကြောင်သွားခဲ့ကြပါတယ်။အသေးစားကိုလှုပ်ရှားမှုအဖြစ်ကိုတွန်ကအင်ဂျင်ကိုစတင်နှုတ်ပြီးတော့ပြုတ်ချနေတဲ့အရာဝတ္ထုတွေကတခုနဲ့ဝေရစီကိုလှင်မောင်းနေခဲ့ပါတယ်။ဒါမဲ့လို့ပျက်စီးသွားတဲ့အတွက်ကိုမှအင်ဂျင်ကမကြခင်မှာပဲရပ်တန့်သွားခဲ့ရပါတယ်။ နောက်ထပ်အရာဝတ္ထုတစ်ခုအနေနဲ့ဖြစ်လာနိုင်အောင်လို့နီကက်ဆိုပြောကြတဲ့အခါဒါရီဟာဂျိုရူတွေဘယ်လိုမျိုးဖြစ်တယ်ဆိုတာကိုသူတို့ကတော့တဘောပေါက်သွားခဲ့ပါပြီ။ပြင်းထန်တဲ့လေပြင်းတိုက်ခတ်လာပြီးတော့လျှရဲ့ကရိယာတွေယူတွတ်သွားစေပါပြီ။ကျောက်စိတ်ကလွန်မှုထားတာကြောင့်မိသားစုဟာအသက်ကအင်ဂျီတွေကိုဝစ်ဆင်ပြီးတော့တင်မော်ခန်းထဲကိုပြန်ပြီးတော့ဝင်သွားခဲ့ကြပါပြီ။ထူးဆန်းတဲ့အတံမီတန်ကလေလူထဲမှာပြင်းထန်နေပြီးတော့နှာခေါင်းသွေးယူတာနဲ့ပြုတ်အန်တာတွေဖြစ်စေပါပြီ။တွင်ကားတော့အကူကြီးတောင်းပွဲအချက်ပြဖို့အတွက်ကိုမိကြီးတနက်ကိုအချင်းနှစ်ပြစ်ပေါက်ခဲ့ပါပြီ။ဒီကြောင်မဖွဲ့ရညာကိုမိသားစုကတော့မနေရှင်းတန်းခဲ့ရပါပြီ။ နေရောက်တဲ့အခါမှာတို့အသက်ရှင်နေတဲ့အတွက်တတရရသွားခဲ့ပေမဲ့လို့လေတွေကအပေါက်ကြီးကြောင့်တို့ဘယ်လိုမျိုးဆက်မျောနေမလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေကြပါတယ်။ဂျုံလည်းပဲပြင်ကိုထွက်လိုက်တဲ့အခါမှာတို့အံ့အသင့်ပြီးရောမယုံကြည်နိုင်စရာကိုဖြစ်သွားခဲ့ကြပါတယ်။ပင်လယ်ကြီးပြောက်ွက်သွားပြီးဖြစ်ပြီးတော့လေကလည်းအခုတော့ပင်လယ်ရှိတဲ့နေရာနဲ့အလဲဘဟုကကြီးမားတဲ့တဲကန်နာရကကြောက်ဆောင်တစ်ခုပေါ်မှာတင်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့တွန်ကလူတိုင်းတိတ်ဆုံသွားမှာမဟုတ်ဘူးဆိုပြီးတော့အခိုင်အမာပြောပြီးသူ့ရဲ့မိသားစုကိုစိတ်သက်သာရန်ရစေဖို့အတွက်ကိုမှစူးစမ်းခဲ့ပါတယ်။သူတိုင်တာမှုတွေကိုလုပ်တဲ့အခါမှာတန်လိုက်အိမ်မြောင်ချွေရွေးနေတာကိုတွေ့ရှိခဲ့ရပါတယ်။ မြောင်ရဲဟာသူ့ရဲ့နေရာမှာမရှိတော့ပါဘူးသူကဘာမီရဲ့တန်လိုက်ဆက်ကွင်ပြောင်းလဲသွားပြီလို့ကောက်ချက်ချလိုက်ပါတယ်ဒါလည်းကဘာတမိုင်းမှာဖြစ်ခဲ့ပေမဲ့မဖြစ်ဘူးတဲ့ဖြစ်ပြတော့မဟုတ်ပါဘူးပင်လယ်ရေတွေနောက်ဆုတ်သွားပုံရတာကကက်ဆိုကြီးဖြစ်ခဲ့ကြောင်းအကြံပြုနေပြီးတော့တွန်ကတော့လူသားတွေရှင်းတန်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့စိုးရိမ်နေခဲ့ပါတယ်ဒီဂျီကွဲပွဲရဖြစ်နိုင်ခြေကိုလက်မခံနိုင်တဲ့ကက်စီကတင်မောကန်းဘော်ကိုပြန်ပြီးတော့ဝင်သွားခဲ့ပါတယ်ချင်းနေပါဆိုသလိုပဲဂျူလီယာကကြံရှိနေတဲ့ရိခါတွေကိုစီရင်ပြုစုနေပြီးတော့ဘန်ကအသက်ရှင်ကြံရစ်တဲ့သူတွေကိုအချက်ပြနိုင်ဖို့မျှော်လင့်ချက်တွေနဲ့ရအောင်ဆိုမိုးပြန်ပူပေါင်းတွေကိုကောင်းကင်စီကိုလွှတ်တင်လိုက်ပါတယ် တော်လေးရေဒီယိုကနေအရေးပေါ်အချက်ပြမှုတွေဆက်လက်ပေးပို့နေခဲ့ပြီးတော့နေတိုလို့ခေါ်တဲ့ရင်ကုန်တင်ပေါ်ငယ်လေးတစုရဲ့ကပတိန်စီကနေအဖြေပြန်ပေးတဲ့အခါမှာအာအတင်သွားခဲ့ရပါတယ်။နေတိုကကက်ဆိုကြီးဖြစ်ပေါ်တော့ကသူတို့ရေအောင်နဲ့နဲ့မှရှိနေခဲ့ရကြအောင်အစိုးဆုံးတရားမှုတွေကနေကင်းဝေးခဲ့ရကြအောင်ကိုရှင်းပြခဲ့ပါတယ်။ဒါပေမဲ့လို့ဆက်သွယ်ရေးစနစ်တွေအားလုံးပြည့်စည်နေတာကြောင့်ပဲအပြင်ကအကူအညီကိုမျှော်လင့်တာကအချင်းကြီးကိုမှဖြစ်ရပါတယ်။နေတိုကပင်လယ်ဟာဒီဘက်လောက်ကိုကြာရင်ပြန်လာလိမ့်မယ်ဆိုပြီးတော့ခံမှန်းထားပြီးပြန်လာတဲ့အခါမှာလည်းပြင်းထန်ကြမ်းတမ်းလိမ့်မယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ အဲ့ဒီမတန်ခင်ပို့ပြီးတော့မြင်းတဲ့နေရာကိုရှာဖွေဖို့သူကတော့အကြံပေးခဲ့ပါသည်ဂျူလီယာကကလေးတွေကိုသူတို့ရဲ့ပစ္စည်းတွေထုတ်ပို့ဖို့ကိုမှချက်ချင်းအမိန့်ပေးလိုက်ပါသည်သူရဲ့ကလေးတွေရှင်သန်ဖို့အတွက်ကိုစိတ်ပူနေတဲ့အတွက်ကနေတို့ကိုသူတို့ကိုကယ်ထုတ်ဖို့ကိုတောင်းဆိုလိုက်ပါသည်နေတို့ကတော့ရင်ကုန်တင်မောကတင်းငယ်ပြီးတော့လူတယောက်ပဲဆန့်ကြောင်ရှင်းပြပြီးတော့ခြိတုံချတုံဖြစ်နေကြပါသည်တောင်ဆိုပြီးတော့တဲ့နောက်မှာနေတို့ဟာလေကလေးနှစ်ယောက်စလုံးကိုခေါ်ဆောင်ဖို့သဘောတူလိုက်ပြီးတွန်ကတော့သူတို့ရဲ့လမ်းကြောင်းအမှတ်အသားကိုပေးလိုက်ပါသည် သူကတော့ရေချောင်ပြမြေပုံပေါ်မှာလမ်းချောင်းဆွဲပြီးနှစ်ရက်အတွင်းသူတို့ချင်းစုထားရနေရာကိုရောက်လိမ့်မယ်လို့မိသားစုကိုအာမခံခဲ့ပါတယ်။နောက်တနေ့မနေ့မှာမိသားစုဟာနေတိုးရဲ့ရင်ကုန်တင်မော့စီကိုစတင်ခီးထွက်ဖို့ပြင်ဆင်နေတော့မှာပဲတွန်ကုံဘက်ပေါ်ကိုတက်လိုက်တဲ့အခါမှာခွေးတကောင်နဲ့လူတရာချင်းကက်လာတာကိုတတိထားမိလိုက်ပါတယ်။ငင်းငယ်စွာရင်ဆိုင်ရဖို့ကိုမျှော်လင့်ပြီးတော့တွန်ကတော့အဲ့ဒီသူကိုရေကန်းလှမ်းလိုက်ပါတယ်။ထူဆန်းတဲ့သူကလက်ခံလိုက်ပေမဲ့လို့ယိုဒီရဲ့ဆိုသူလိုတွန်ကိုမျက်နှာကိုလက်သီးနဲ့ကိုမှထိုးချလိုက်ပါတယ်။ဂျူလီယာကတော့သူ့ရဲ့ခင်မုန်းကိုကိုင်ကြီးဖို့အပြေးလွှားကိုတွားနေတော့မှာပဲအဲ့ဒီသူကရာရင်လှန်တဲ့ကိုမှတွန်ရဲ့ရင်မက်ကိုထိုးလိုက်ပါတယ်။ ဂျူလီယန်ကတော့လှေစီကိုထွက်ပြေးပြီးတော့အဲ့ဒီသူကနောက်ကနေကိုလိုက်လာပါတယ်။ထွက်ပြေးနေစဉ်မှာပဲသူမလက်မောင်းကိုတန်ရရစေခဲ့ပါတယ်။သူမအကူအညီအတွက်ကိုအောင်ဟင်ရင်နဲ့မနဲလေးဘော်ကိုတက်ရောက်လာနိုင်ခဲ့ပါတယ်။မိခင်ရဲ့အော်တန်ကြောင့်ပဲထိလန့်သွားတဲ့ကက်စီနဲ့ဘန်ကတော့သူမကိုကူညီဖို့ပြေးလာပြီးတမော်ခန်တကားတွေကိုပိတ်ဆို့ထားလိုက်ကြပါတယ်။ဂျူလီယာကတော့ကလေးတွေကိုတောက်ခတ်ထားတဲ့ပီရိုထဲမှာအမြန်ဟွက်ထားလိုက်ပြီးတော့ကက်စီကိုနောက်ဆုံးအောက်ကိုရဖြစ်တာအသုံးပြုဖို့တင်းတင်းကြပ်ကြပ်ကိုမှညွှန်ကြားချက်နဲ့အတူမိကြီးတနက်ကိုလည်းပေးလိုက်ပါတယ်။အဲ့ဒီသူကပိတ်ဆို့ထားတဲ့ဟာကိုဖျက်ချော်ပြီးတော့လှေထဲကိုဝင်လာတာကြောင့် ဂျူလီယာကရေချိုးကန်းထဲမှာပုံနေရပြီးဒဏ်ရာရထားတဲ့လမောင်းကိုပြေးစုပြေးနေလိုက်ပါတယ်။အစာငန်းလေးပုံရတဲ့ကျူကျော်သူဟာအစာအစာရှာဖို့မိဖို့ကန်းစီကိုဥတီသွားပါတယ်။အဲ့ဒီအခွင့်အရေးကိုယူပြီးတော့ဂျူလီယာခိုးထွက်လာပေမယ့်အဲ့ဒီသူရဲ့ခွေးကသူမကိုလိုက်ပြီးတော့တိုက်ခိုက်ပါတယ်။လျှောက်မှာရောင်းရင်းဆိုင်ကဂျူလီယာကခွေးကိုတပ်ပစ်လိုက်ပါတယ်။စုညာတန်ကြောင့်ပဲအဲ့ဒီသူကလည်းတတိယသွားခဲ့ပြီးတော့သူရဲ့အသက်မဲ့နေတဲ့ခွေးလောင်းကိုရှာဖို့အပြင်ကိုထွက်ရှိလာခဲ့ပါတယ်။တယ်လမျိုးအာယုံပြောင်းသွားတာကိုအခွင့်ကောင်းယူပြီးတော့ဂျူလီယာကလည်းလှေဘော်ကိုပြန်ပြီးတော့တက်လိုက်ပေမဲ့ကျူကျော်သူကသူမကိုဖမ်းမိသွားပါတယ်။ သူကတော့ရိုင်းထက်ပြီးတော့သူမကိုလည်းပဲညှက်ဖို့ကြိုးစားပါတယ်။အန်နီယယ်ကိုသဘောပေါက်သွားပေမဲ့ကက်စီကတော့မေဂျီတနေနဲ့ပြစ်လိုက်ပြီးအဲ့ဒီသူကိုထိမှန်ကလျှက်တစ်စိပိုင်းကိုမီးလောင်ကျွမ်းစေခဲ့ပါတယ်။အခုတော့အချိန်မရှိတော့ပဲဂျူလီယာကသူမမိဖို့ခံပတ်ကိုခိုးသွားနေတော့ကလေးတွေကိုထွက်ပြေးဖို့အမိန့်ပေးလိုက်ပါတယ်။ဒန်ယာရနေတဲ့သူကထပ်မံတိုက်ခိုက်ဖို့ကိုကြိုးစားပေမဲ့ဂျူလီယာကတော့သူ့ကိုကန်ထုတ်လိုက်ပြီးတော့အဲ့ကိုဆွဲယူကလေပေါ်ကားနေကိုခုန်ချလိုက်ပါတယ်။ဘန်တူရဲ့ဖခင်ရဲ့အလောင်းကိုရှာတွေ့တဲ့အခါမှာကက်စီကတော့အလောင်းလေးစီကိုပြေးသွားပြီးငိုကြွေးလိုက်ခဲ့ပါတယ်။ ဂျူလီယာကတော့သူ့ရဲ့ခင်မွန်းလောင်းကိုနမ်းပြီးတော့လူသက်သမားကမိလောင်နေတဲ့လှေထဲကနေထွက်လာတာကိုမြင်ပြီးသွားတဲ့နောက်မှာကလေးလေးကိုခေါ်ခါထွက်သွားခဲ့ပါတယ်။သူတို့နောက်မှာလှေကြီးပောက်ခွဲသွားခဲ့ပါတယ်။ဂျူလီယာဘန်ကက်စီတို့ဟာသူတို့ရဲ့နောက်ကမိလောင်နေတဲ့အပြက်စီးတွေကြောင့်လင်းနေတဲ့ကြောက်ဆောင်တဲကန်နာယာကိုဖျက်ပြီးတော့ပြေးကြပါတယ်။သူတို့ရဲ့ကြောက်ဆောင်ကြောက်ကမ်းမားတွေမှာယာယီခိုလုံအားရှာတွေ့ပေမဲ့အနီးနားကချောင်းရီကလည်းငံပြီးတော့မတောင်တုံးနိုင်တာကိုမကြခင်မှာပဲတွေ့ရှိခဲ့ရပါတယ်။ဘန်ကတော့သူလွတ်တင်ခဲ့တဲ့မိုးပြန့်ပူပေါင်းနေကြောင်းပဲကျူးကျော်သူရောက်လာတာလို့ယုံကြည်ပြီးတော့သူ့ကိုယ်သူအပြစ်တင်နေခဲ့ပါတယ်။ ဂျူလီယာကတော့သူ့အမှားမဟုတ်ကြောင်းစိတ်ချစေပြီးတော့ရှေးဆက်မဲ့ခီးအတွက်ကိုတံမာနေဖို့အတွက်ကလေးတွေကိုတိုက်တွန်းလိုက်ပါတယ်။သူတို့ခီးဆက်နေတော့မှဂျူလီယာဟာလူသက်သမားကသူတို့နောက်ကနေလိုက်နေတာကိုသတိပြုမိလိုက်ပါတယ်။အဲဒီညနေမှာပဲသူတို့ဟာအသေးကောင်ဖြစ်နေတဲ့ငမန်းကောင်ကိုဖျက်တမ်းလာခဲ့ပါတယ်။ဘန်ကတော့အစာအတွက်ကိုခုတ်ထုတ်ဖို့ကြိုးစားနေတော့ဂျူလီယာကတော့လိုက်ဖမ်းသူနီဘာကိုကတ်လိုက်တာကိုသတိထားမိလိုက်ပါတယ်။သူမကတော့အလှဉ်စလိုကလေးတွေကိုပြေးဖို့အမိန့်ပါပေးလိုက်ပါတယ်။သူတို့ထွက်ပြေးရင်းနဲ့အဆင်ရှိတဲ့စုပ်ပစ္စည်းတွေကိုပြည့်နေတဲ့ကွင်းထဲကိုလည်းရောက်သွားကြပါတယ်။ ဒါတွေဟာအရင်ကပင်လယ်ကြံပြင်းမှာရှိခဲ့တဲ့လူသားတွေရဲ့ညဉ့်ဉန်းမှုအကျဉ်းချံတွေပဲဖြစ်ပါတယ်။ညဉ့်ဉန်းမှုအနေနဲ့ရှိပေမဲ့လို့အနောက်ကနေလိုက်နေတဲ့လူသားသမားရှိနေတာကိုသိတာကြောင့်သူတို့ရှေ့ကိုဆက်ပြီးတော့တိုးသွားခဲ့ကြပါတယ်။ရေထဲခန်းချောင်းမှုဟာဘန်ကိုပြင်းထန်စွာထိခိုက်လာတဲ့အကြောင်းဂျူလီယာဟာလည်းကြံရှိနေတဲ့အဖိုးတန်ရေးဆက်လေးတွေကိုသူ့ကိုပေးလိုက်ပါတယ်။ဆရာပြန့်ငယ်မှုတွေလှမ်းမှုနေတဲ့ကက်စီကလည်းသူတို့ရှင်တန်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ယုံကြည်ကြပြီးတော့စိတ်ထဲကြာသွားခဲ့ရပါတယ်။ဒါပေမဲ့လို့ဂျူလီယာကတော့သူတို့ကိုအရှုံးမပေးစေဘဲရှေ့ဆက်ဖို့ကလေးတွေကိုစီရင်ခဲ့ပါတယ်။ တို့ရဲ့ဇလုံးလာကသူတို့ကို၆တွင်းနေတဲ့ပင်လယ်ချန်ပီယံဘောကိုတင်နေတဲ့ကြာမြင့်စွာကလေးကပြတ်ကျနေတဲ့လေရင်ကြီးစီကိုရရှိစေခဲ့ပါသည်။အတွင်းထဲမှာသူတို့စိတ်ထဲကိုမြင့်တင်ဖို့ခဏတာအနာယူခြင်းရခဲ့ပါသည်။ဂျူလီယာဟာသူမတွင်နဲ့ပထမအဆုံးတွေ့ဆုံခဲ့ပုံသူကတော့ရေရောက်ဖီယာယောဂနဲ့ဆေးရုံမှာကုသနေပုံကိုပြန်ပြီးတော့ပြပြလိုက်ပါသည်။ဒီအမှန်ရစရာကသူတို့ရဲ့ဖခင်ကိုဆုံရှုံသွားတဲ့အတွက်ဝမ်းနဲ့ပူဆွေးရင်းနဲ့မျက်ရည်တွေကျစေခဲ့ပါသည်။ညောင်တဲ့ခါမှာတော့ကက်စီဟာတက်တက်လေးကြားရတဲ့အတန်ကြောင့်နှိုးလာပါသည်။သူမတတိကိုမွေးပြီးတော့အပြင်ကိုထွက်လိုက်ပြီးလူသက်သမားကိုဆွဲဆောင်ဖို့လှုံ့ဆော်လိုက်ပါသည်။ သူနေကလာတဲ့အခါမှာဂျူလီယာကအရေးထဲကနေခုံထွက်လာပြီးသူရဲ့အတက်တော့ကိုမှအသေးနံကိုတိုက်ခိုက်ရင်းနဲ့ဓာတ်ရဲကိုထိုးလိုက်ပါတယ်။မိုးလင်းလာတဲ့အခါမှာတော့မိသားစုခီးဆက်ဖို့ပြင်ဆင်ကြပေမဲ့လူသက်သမားရဲ့အလောင်းကိုတရဝါရီကကိုက်ဖက်လာတာကိုတွေ့ရှိလိုက်ရပါတယ်။ဂျူဒီရဲ့ဆိုသလိုပဲဘန်ကအဝေးမှာရေကန်ငယ်လေးတစ်ခုတောက်ပနေတာကိုမြင်လိုက်ရပြီးဂျူလီယာရဲ့တတိပေးချက်တွေကိုလစ်လူရှုကအဲ့ဒီစီကိုပြေးသွားခဲ့ပါတယ်။စိတ်သက်သာရဖို့အတွက်ကိုမှသူကတော့ရေကန်တွေကရေကိုတောက်လိုက်ပေမဲ့ခဏကြာမှပဲနာကျင်စွာအော်ဟစ်ရင်နဲ့လဲကျသွားခဲ့ရပါတယ်။ ရေရင်ညဉ့်နေ့မှတီးလိုက်ရတဲ့ဂျူလီယာကနောက်ကျမှကိုတီးလိုက်ရပြီးသူ့ကိုဆွဲခေါ်သွားခဲ့ပါတယ်။ညောင်တဲ့ခမာရိုမီတာစုဟာဆွန်ပြပလတ်စတစ်ကလထိုင်းတွေအောက်မှာခိုလုံရင်းနဲ့ရှာတွေ့ပြီးတော့အရာတွေကိုပြင်းထန်တဲ့အပူဒဏ်ကိုကာကွယ်ဖို့ယာယီအကာအကွယ်ဖြစ်ကိုမှအသုံးပြုခဲ့ကြရပါတယ်။ဒါပေမဲ့လို့သူတို့အနာယူဖို့ကြိုးစားနေတော့မှဂျူလီယာဟာအဝေးကနေထူဆန်းတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။သူမအပြင်ထွက်လိုက်တဲ့ခါမှာပဲမှောင်မိုင်းထဲမှာတစုံတစ်ခုရွေလျားတွေကိုတတိပြုမိလိုက်ပါတယ်။ သူမနှလုံးခေါင်းထုံးကမြန်လာပြီးတော့ကလေးတွေကိုပါနှုတ်လိုက်ပါတယ်မိသားစုဟာအဝေးမှာရှိတဲ့တင်မောပြက်ကြီးစီကိုဥတီပြီးတော့သူရဲ့အသက်ရှင်တန်နိုင်ဖို့အတွက်ကိုမှထွက်ပြေးကြပါတယ်တင်မောပြက်ပပက်လေးမှာကုံတစ်တာရီနဲ့အသက်ရှင်ကြံရည်သူအနေငယ်ရှိနေကြပါတယ်ဂျူလီယာကအကူအညီအတွက်ကိုအတဲအတန်လက်ဝတ်ရမ်းလိုက်ပြီးတော့အော်ခေါ်နေပေမဲ့ကြောက်လန့်နေတဲ့သူတွေကချင်းကပ်လာတဲ့ခဏလေးကိုမြင်တဲ့အခါမှာကိုဒီနာတခုလေးကိုဆုတ်ခွာပြီးတော့တကားပိတ်လိုက်ကြကသူမရဲ့တောင်းပန်နေတဲ့ကိုလစ်လို့ရှူထားလိုက်ကြပါတယ်ဂျူလီယာနဲ့ကလေးတွေဟာခဏငယ်တွေသူတို့စီကိုရောက်လာတဲ့အချိန်မှာပဲကွန်တိန်နာတစ်ခုပေါ်ကိုအမြန်ကုန်းမှတက်လိုက်ကြပါတယ် ဒီကြောင်မဲ့ဖွယ်ရာကနန်းတွေကိုတိုက်ခိုက်နေရင်းနဲ့ဂျူလီယာ6တောက်ကိုပြင်းထန်စွာဒဏ်ရာရရှိစေခဲ့ပါသည်။သူမအိုင်းတွေအများကြီးတုံးပြီးတော့ကက်စီနဲ့ဘဏ်ကိုကွန်တိန်နာရဲ့ထိပ်ကိုတပ်ဖို့ကိုအကူအညီပေးခဲ့ပါသည်။သူတို့အဲ့ဒီနေရာကနေကနန်းတွေဟာအသက်ရှင်ကျန်ရတဲ့သူတွေရဲ့ကွန်တိန်နာကိုဖောက်ထွင်းပြီးတော့အတွင်းထဲကသူတိုင်းကိုတက်ပစ်တာကိုကြောက်လန့်တကြားကိုမှကြီးနေခဲ့ကြရပါတယ်။ရှုပ်ထွေးနေတဲ့မြင်ကွင်းဖြစ်ပျက်နေတော့မှပဲဂျူလီယာဟာပင်မနွမ်းနဲ့မှုနဲ့သူမရဲ့တန်ရာတွေကြောင့်ခံနိုင်ရမရှိပဲကွန်တိန်နာပေါ်မှာလဲကျပြီးတော့တတိမိသွားခဲ့ရပါတယ်။ ။နောက်ထပ်တနေ့မနက်မှာသူမနိုးလာတဲ့အခါခနဲနေကထွက်သွားပြီးဖြစ်ပြီးတော့သူမတယောက်တည်းကျန်နေခဲ့ပါတယ်။ထိုင်လန့်သွားတဲ့ဂျူလီယာကတော့သူ့ရဲ့ကလေးတွေကိုအောက်ခေါ်လိုက်ပါတယ်။ကစီနဲ့ဘန်နုဟာလည်းအနီနာကကိုဒိနာတခုရဲ့နောက်ကွယ်ကနေထွက်လာပြီးတော့ရှာဖွေစုဆောင်ထားတဲ့ရိတ်ခါတွေကိုတည်ဆောင်လာကြပါတယ်။ဘန်ကတော့ယာယီလန်ကိုကင်ထားပြီးတော့ကစီကလည်းတန်စီတက်နေရဲ့ဒါတချောင်းကိုဆုပ်ကင်ထားပါတယ်။သူတို့ကတော့ခနာတာထောက်ပံ့ဖို့ကိုလုံလောက်တဲ့အစားအစာနဲ့ရေနှင်းငယ်ကိုရှာဖွေနိုင်ခဲ့ကြပါပြီ။ဂျူလီယာဟာအခုတော့ပြင်းထန်စွာပိုးဝင်နေတဲ့သူမရဲ့ခြေထောက်ကိုစစ်ဆေးနေပါပြီ တည်ဆုံသွားတဲ့အသက်ရှင်ကျန်ရတဲ့သူတို့ရဲ့ပစ္စည်းတွေကိုရှာဖွေရင်းနဲ့ဂျူလီယာဟာရေဒီယိုတလုံးကိုတွေ့ရှိခဲ့ရပါတယ်။သူမကတော့အသေးအတန်နေတိုးရင်ကုန်တင်မော်ရဲ့ကပတိန်ကိုဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်။သူမစိတ်သက်သာရရစေရန်နေတိုးကပြန်လည်ပြီးတော့ဖြေချခဲ့ပါတယ်။သူကလည်းပင်လယ်နားဆုတ်သွားတဲ့အခါမှာဂုံးဘော်ပေါ်လာတဲ့ပင်လယ်နဲ့ထဲကကြီးမားတဲ့ပိုးကောင်တို့တရဝါရီနဲ့ကိုမှရင်ဆိုင်တိုက်ခိုက်နေရကြောင်းသူကတော့ရှင်းပြပါတယ်။ပင်လယ်ဟာမကြခင်မှာပြန်လာတော့မှဖြစ်ပြီးတော့ပို့ပြီးတော့ကြီးရဲ့အန်နီယယ်ရီယူဆောင်လာလိမ့်မယ်ဆိုပြီးတော့နေတိုးကတတိပေးလိုက်ပါတယ်။သူကတော့သူ့ရဲ့တင်နေရကိုမှတ်သားဖို့မိကြီးတလုံးကိုလွှတ်တင်လိုက်ကြောင်းကိုဂျူနီယာကိုအကြောင်းကြားလိုက်ပါတယ်။ ဘန်ကတော့မိကြီးရဲ့ဥဒိယာကိုတွေ့လိုက်ရပြီးတော့မိသားစုဟာရင်ခွေတမောစီကိုသူတို့ရဲ့ပင်ပန်းဆင်းရဲတဲ့နောက်ဆုံးခီးကိုစတင်ခဲ့ပါတယ်။ခီးစဉ်တစ်လျှောက်မှာခြုံတက်တဲ့မြင်းမျက်နှာတွင်ပြင်းတဲ့အစိမ်းရှိတဲ့ရေအိုင်တွေကနေစပြီးတော့အနည်းနာမှချောင်းမြောင်နေတဲ့တရဝရီရဲ့လက္ခဏာတွေအထိကိုအန်နီရီကပြင်းထန်နေပါတယ်။သူတို့ရှေ့ဆက်သွားနေတဲ့အခါမှာပဲကက်စီကအစိပ်ပြက်လာခဲ့ပြီးဂျူလီယာကသူတို့ဘေကင်းရာကိုသာအာယုံဆိုင်ပြီးတော့သူမရဲ့ကျမ်းမာရေကိုလွတ်လွတ်ရှူထားရဆိုပြီးတော့ဆွဆွဲလိုက်ပါတယ်။သူတို့ရဲ့လမ်းကြောင်းတွေအစိမ်းရှိတဲ့ဆွပြစ်ထားတဲ့ငញ្ញန်နဲ့ခြောက်ကမ်းမာတွေကိုဖျက်သွားခဲ့ရပါတယ်။ ကြောက်ဆံပုံစံတွေကိုဖျက်ဆီးသွားလာရတာကပို့ပြီးတော့ခက်ခဲလာပါပြီ။ယူဒီရဲ့ဆိုသလိုပဲကြောက်တုံးပြိုကြောင်မှုတစ်ခုကဂျူလီယာကိုသူ့ရဲ့ကလေးလူနယ်ကိုခွဲလိုက်ခဲ့ပါပြီ။ဂျောက်ကမားရဲ့တစ်ဖက်မှာပေးမိနေတဲ့သူမကကက်စီနဲ့ဗန်ကိုသူမမပါပဲဆက်သွားဖို့ကိုအော်ဟစ်ပြီးတော့တိုက်တွန်းလိုက်ပါပြီ။ကက်စီကတော့ဂျူလီယာကိုထားခဲ့ဖို့ကိုညှင်းဆိုလိုက်ပါပြီ။ဂျူလီယာဟာမျက်ရည်တွေကိုထိန်းချုပ်ရင်းနဲ့နေနေညီလေးကိုကယ်တင်ရမယ်။သွားပါဆိုပြီးတော့တောင်းပန်လိုက်ပါပြီ။ဆန်တော့မပါပဲကက်စီကဗန်ရဲ့လက်ကိုဆွဲပြီးရှေ့ဆက်သွားခဲ့ပါပြီ။နောက်ဆုံးမှတော့သူတို့အဝါရောင်ရင်ကုန်တင်မော့စီကိုရရှိသွားခဲ့ကြပါပြီ။ ဒါပေမဲ့လို့သူတို့တက်တာရဲ့ရောင်းမှုကကြာရှည်မခံပဲအဲ့ဒါကိုဆွပြစ်ထားပုံရတယ်ဆိုတော့ကိုတွေးရှိလိုက်ရပါတယ်။ယုဒီယက်ဆိုသလိုပဲနေတို့ကပြင်းထန်စွာတန်ရာရနေတဲ့အခြေအနေတွေနဲ့တင်မောင်းရဲ့နောက်ဝက်ကနေရိုင်းထိုးပြီးတော့ထွက်လာခဲ့ပါတယ်။ခက်ထက်နေဆုံးဖြတ်ချက်နဲ့တူကသူ့ရဲ့တန်ရာတွေကအသက်ဆုံးရှုံးချိန်မှာဖြစ်ကြောင်းသူတို့ကိုပြောပြီးတော့ရင်ကုန်တင်မောင်းပေါ်ကိုတက်ကရင်ကုန်ပုဂ္ဂိုလ်မှာပြင်ဆင်မှုကိုမှအမိတ်ပေးလိုက်ပါတယ်။သူတို့ရဲ့ညွှန်ကြားချက်တွေကိုစတင်လိုက်နိုင်နေတော့မှကက်စီကချီတုံချတုံဖြစ်နေရပါတယ်။ကျမအမိမပါဘဲမတော်ဘူးဆိုပြီးတော့တမောင်းကတော့ဆုံးဖြတ်ချက်အပြည့်နဲ့ကျင်ညာလိုက်ပါတယ်။ ဲ့ဒီအခိုက်တက်မှာပဲဂျူလီယာဟာမပြီးဆုံးနိုင်တဲ့ကနန်းတွေကိုတွန်းလှန်ဖို့သူမရဲ့နောက်ဆုံးကြည့်စံအနေငယ်ကိုတုံရင်တဲ့ရုံးကန်နေရဆဲပဲဖြစ်ပါတယ်။ကက်စီကတော့သူမစီကိုပြန်ပြေးလာခဲ့ပြီးတော့ကြောက်တုံးတားစီကိုစေပိုင်ဖြတ်မှုနဲ့ကိုဖျက်ချော်နေတာကိုသူမကတော့မြင်လိုက်ရပါတယ်။ကက်စီကတော့သူမရဲ့လက်ကိုကမ်းပေးပြီးတော့ဂျူလီယာကသူမရဲ့နောက်ဆုံးအားရင်တွေကိုဆုပ်ကန်လိုက်ပါတယ်။အထူးတကားသူတို့ရင်ကုန်တင်မော့စီကိုပြန်ပြီးတော့တက်သွားကြပြီးနေတိုးကိုလွှမ်းမိုးသွားတဲ့ကနန်းတွေရဲ့အဆူဝေးကမနေမနှုတ်ကိုလွတ်မြောက်ခဲ့ကြပါတယ်။ ဝန်ထဲဝဲကပေးဆက်မှုနဲ့အတူမိသားစုဟာလည်းမိုးကုတ်ဆဝိုင်းပေါ်မှာကြီးမားတဲ့လှိုင်းကြီးတစ်ခုပေါ်လာခဲ့တဲ့အခါမှာလည်းမနယ်လေးဘော်ကိုပြန်ပြီးတော့ရောက်လာခဲ့ကြပါသည်ပင်လယ်ကပြန်ပြီးတော့လာနေပါပြီရေကအီယာမအင်ယာနဲ့ရိုက်ချလိုက်ပြီးရေငုပ်တင်မော့ကိုမြင့်တင်ကခြုံထက်တဲ့ကြောက်တုံးတွေဘော်ကိုဆွဲခေါ်သွားပါသည်သူမရဲ့ခေးစဉ်တစ်လျှောက်ကကြောက်မဖွယ်ရအမှတ်တရစရာတွေကသူမရဲ့စိတ်ထဲကိုဝင်ရောက်လာတဲ့အခါမှာသူမထိုင်လန့်တုံလို့တိတ်ဆိတ်စွာကြည့်နေခဲ့ပါသည်ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပမှန်နွယ်နဲ့မှုတွေကအရေးကုန်မှာများပြားသွားတာကြောင့်ပဲသူမကတော့တတိမိသွားခဲ့ရပါတယ်။ဂျူလီယာနိုလာတဲ့အခါမှာရင်ကုန်တင်မော့ကတိတ်ဆိတ်နေပါတယ်။ သူမကတော့ကက်စီနိုဘန်ဒိုနဲ့အတူလှေပောက်ဝါကနေတက်လာခဲ့ပြီးတော့သူတို့ရဲ့မျိုးလုံးတွေကမယုံကြည်နိုင်ဖြစ်နေပါတယ်။သူတို့ဟာလှိုင်းရဲ့အရှင်ကြောင့်ကွင်းနေပိုင်းကိုရောက်နေတဲ့အခါမှာပျက်စီးနေတဲ့မျိုးပြားတစ်ခုရဲ့အလဲမှာရရှိနေခဲ့ကြတာပါ။ပဝင်းချင်းကပျက်စီးနေတဲ့အဆောက်အုံတွေနဲ့အပျက်စီးတွေနဲ့အတူမမေ့နိုင်စရာမရှိအောင်လို့ကိုပြောင်းလဲသွားခဲ့ပါတယ်။သူတို့အသက်ရှင်ခဲ့ပေမဲ့လို့သူတို့တည်ခဲ့တဲ့ကဘာကြီးဟာလုံအောင်ကိုမှပြောင်းလဲသွားပြီဆိုတဲ့အသေးကပြင်းထန်စွာထိမှန်သွားခဲ့ပါတယ်။ဒီလိုနဲ့ပဲဇလန်လေးကအဆုံးသတ်သွားတာမဟုတ်လို့အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ ဒီလိုမျိုးစကားကောင်းတွေကိုတင်ဆက်ပေးဦးမှာမို့လို့လေကျွန်တော်တို့ channel လေးကို like and subscribe လေးတွေပြုလုပ်ထားနိုင်ပါတယ်ခင်ဗျာဆိုနောက်ထပ်စကားကောင်းတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်